အဆင်ပြေကြရလားဗျာဒီဗီဒီယိုမှာတော့ Binance ကဲ73ခုမြောက် Hotla Airdrop Project အသစ်ဖြစ်တဲ့ Particle Project ဆိုတာဘာလဲဒီ project ကဘယ်လိုအသုံးပြုလို့ရလဲဆိုတဲ့အကြောင်းလေးအကုန်လုံးကိုဒီဗီဒီယိုမှာဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ် Crypto လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒီဈေးကွက်ထဲမှာ Bitcoin တစ်ခုတည်းရှိတာမဟုတ်ပါဘူး Bitcoin network အပြင်မှာအခြားသောနာမည်ကြီးတဲ့ network အနေနဲ့ Ethereum တို့ Solana တို့ Arbitrum တို့ BNB တို့ပုံစံမျိုးစုံရှိကြပါတယ်။ဒီလိုမျိုးမတူကွဲပြားနေတဲ့ network တွေကိုကျွန်တော်တို့တွေတယောက်နဲ့တယောက်ဆက်သွယ်တော့မယ်ပြီးပို့တော့မယ်ဆိုလို့ရှိရင်ဂျားထဲမှာ bridge တွေခံရပါတယ်။တနည်းအားဖြင့်ဆိုရရင်မတူညီတဲ့ blockchain တွေကိုဆက်သွယ်ဖို့အတွက် bridge ဆိုတဲ့ပေါင်းခုတရားတွေကိုကျွန်တော်တို့သုံးရတာဖြစ်ပါတယ်။ကြားတာနည်းနည်းလေးရှုပ်ထွေးတယ်မလား။ဒါဆိုရင်တော့ကျွန်တော်တို့အခုပြောပြမယ်ဒီ particle ဆိုတဲ့ project က မတူညီတဲ့ platform တွေအကုန်လုံးကိုတနည်းအားထဲမှာပဲ all in one သုံးလို့ရမယ် project လေးဖြစ်ပါတယ်။ဥပမာတစ်ခုကျွန်တော်ရှင်းပြပါမယ်။အပြင်မှာ KPay, WePay, CBPay စသဖြင့်ကျွန်တော်တို့တွေ pay မျိုးစုံရှိနေတယ်။အဲ့တော့ဒီ pay တွေသုံးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တက်ဆိုင်ရာဘဏ်ထဲမှာတက်ဆိုင်ရာပတ်စံလေးတွေပမာဏထည့်ထားရပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ရဲ့ပတ်စံပမာဏတွေကဒီဘဏ်တွေမှာပြန့်ကျဲနေလိမ့်မယ်။ အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က KB ထဲမှာပတ်စံမရှိတော့ဘူး CB ထဲမှာပတ်စံရှိတယ်ဒါပေမဲ့တခြားလူကဟိုဘက်က KB ပဲလက်ခံနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှီမှာရှိတဲ့ CB ပဲရတယ်တွားပြီးလွှဲလို့မရဘူးဒီလိုသဘောမျိုးတက်ရောက်တယ် အဲ့တော့ကျွန်တော်တို့ဘာလိုအပ်လဲဆိုတော့အရာအားလုံးကိုထိမ့်ချုပ်နိုင်မဲ့ ranking app ပဲဖြစ်ဖြစ်အဲတို့ကနေပြီးတော့ဦးစီးပြီးတော့ဒါဒီ payment တွေအကုန်လုံးကိုငွေသားတစ်ခုတည်းပဲထားထားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘဏ်ပေါင်းစုံကိုဒီလိုမျိုး account တွေလိုက်ဖွင့်ပြီးတော့တုံးစီအောင်မလုပ်တော့ပါဘူးဒီ application တစ်ခုတွေကနေပဲ CB pay ပဲသွားမလား Wave pay ပဲသွားမလား AR pay ပဲသွားမလားကျွန်တော်တို့ပုံစံမျိုးစုံသွားလို့ရပါတယ်အဲ့တော့အခုကျွန်တော်ဒီမှာရှင်းပြချင်တာကမတူညီတဲ့ blockchain တွေကိုဆက်သွယ်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာမတူညီတဲ့ blockchain access တွေပေါ့နော်သူရဲ့ native token တွေကျွန်တော်လိုအပ်တယ်အဲဒီနေရာမှာ particle network ကိုဒါအသုံးပြုလိုက်မယ်ဆိုလို့ရှိရင်တော့မတူညီတဲ့ blockchain တွေဖြစ်တဲ့ bitcoin ethereum solana bnb စတဲ့ crypto blockchain ဘယ်ကောင်ပဲလာလာကျွန်တော်တို့ဒီ particle network အောက်မှာကျွန်တော်တို့ particle ဆိုတဲ့ token ကိုအသုံးပြုလိုက်လို့ရှိရင်ကျွန်တော်တို့က token တစ်ခုရဲ့နဲ့ကြိုက်တဲ့နေရာကြိုက်တဲ့ blockchain ကိုကျွန်တော်တို့လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ် particle network ကမိတ်ဆက်လာတဲ့ universal account ဆိုတာ account တစ်ခုတည်းပဲ balance တစ်ခုတည်းပဲ chain အလုံးနဲ့အလုပ်လုပ်တယ် user တွေကသူတို့ပိုင်ဆိုင်တဲ့ crypto assets တွေကိုမတူညီတဲ့ blockchain တွေပေါ်မှာ bridging လုပ်เสียမလို့ပဲနဲ့ပေးပို့လာနိုင်စွမ်းရှိတယ်ပြီးတော့ app blockchain ရဲ့ native token လဲကျွန်တော်တို့တကူးတကကြီးဝယ်ပြီးတော့အသုံးပြုเสียမလို့တော့ပါဘူး ERC 4337ပေါ်မှာအခြေခံထားတဲ့ smart contract wallet ဖြစ်ပြီးတော့ particle network layer 1 technology ကိုအသုံးပြုတာဖြစ်ပါတယ်အဲ့တော့အနာဂတ်မှာ developer တွေကဒီ network ကိုအသုံးပြုပြီးတော့မတူညီတဲ့ chain တွေပေါ်မှာဒီ centralized application တွေနဲ့ wallet တွေဖန်တီးနိုင်မှာဖြစ်ပါတယ် universal x ဆိုတာတော့ဒီနယ်ပယ်ထဲမှာကမ္ဘာပထမအဦးဆုံး first chain abstract application အနေနဲ့ထွက်ပေါ်လာတာဖြစ်ပါတယ် cryptocurrency trade မဲ့ user တွေကမတူညီတဲ့ blockchain 14ခုပေါ်မှာ balance တစ်ခုတည်းပေါ်အခြေပြုပြီးတော့ trade နိုင်မှာဖြစ်ပါတယ်တရားရဂန်တော့ on chain ပေါ်မှာအလုပ်လုပ်တဲ့ self custodian ဖြစ်တဲ့အတွက်ဒီ access wallet တွေကမိမိရဲ့ထိန်းချုပ်မှုအမှာအပြည့်အဝရှိပြီးတော့ ျွန်တော်တို့သူ့ကိုအသုံးပြုလို့ရှိရင် centralized exchange တွေမှာအသုံးပြုတဲ့ခန်းစားချက်မျိုးရရှိမှာဖြစ်ပါတယ်တဲ့ particle project ရဲ့ native utility token က party ဖြစ်ပါတယ် universal gas token အနေနဲ့အလုပ်လုပ်တဲ့အတွက်ကြောင့်မလို့မတူညီတဲ့ bell block chain ကိုပဲမိတ်ဆွေရ transition လွှဲပြောင်းပါစေ party ကိုကျွန်တော်တို့ gas token အဖြစ်နဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ် party token ကိုပိုင်ဆိုင်ထားခြင်းရပြီဒီ network ရဲ့ development တိုးတက်ပြောင်းလဲဖို့ကိစ္စတွေ voting ပေးတဲ့ကိစ္စတွေမှာ governance token staking token အဖြစ်အလုပ်လုပ်ပါတယ်မတူညီတဲ့ cross chain တွေတစ်ခုနဲ့တစ်ခု swap လုပ်တဲ့အခါမှာ party token ကို universal liquidity settlement အနေနဲ့အသုံးပြုလို့ရ ာမှာဖြစ်ပါတယ် Universal X version 2 Mixer Baby နောက်ပိုင်းမှာအသုံးပြုသူ user ပေါင်း1.2 million အထိတိုးတက်လာပြီးတော့ company အတွက် revenue 3 million အထိရှာဖွေပေးနိုင်တာကိုစစ်တမ်းတွေအရသိရှိရပါတယ် Binance Solar Airdrop ဟာအခုဆိုလို့ရှိရင်စက်သုံးခုမြောက် project တွေရောက်ရှိလာပြီးဖြစ်ပြီးတော့ရှေ့ရဗီဒီယိုတွေမှာကျွန်တော်တို့တောက်လျှောက်ရှင်းပြခဲ့ဘူးလို့ပဲ BME ကိုပိုင်ဆိုင်ထားရုံနဲ့ဒီ Binance ပေါ်မှာ Hotla Airdrop တွေက free money အခမဲ့ရရှိတဲ့အစီအစဉ်ဖြစ်ပါတယ်လူသားတွေကပြီးခဲ့တဲ့ match လ9ရက်နေ့ကနေ17ရက်နေ့စုစုပေါင်း9ရက်အတွင်း BNB flexible loss taking လောက်ထားရဆိုလို့ရှိရင်အခု particle network airdrop တွေရရှိနေမှာဖြစ်ပါတယ် particle total supply က1 billion ရှိပြီးတော့အခု hotler airdrop မှာ3%ပေးသွားမှာဖြစ်တဲ့အတွက်30 million airdrop ချပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အများအားပြောတဲ့အတိုင်းပဲဒီ video တွေက educational purpose only ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ investment trading နဲ့ပတ်သက်ပြီးတော့ရည်ရည်မြုံနယ်မှုအတွက် decision making လောက်တော့မယ်ဆိုလို့ရှိရင် DYOR do your own research လုပ်ပြီးတော့မှာရည်ရည်မြုံနယ်မှုလုပ်ဖို့အတွက်အကြံပြုပါရစေအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ပါမယ်